ဲ့တော့အမှုတွေကမရှာခြင်းလဲရတယ်ရှာခြင်းလဲရတယ်မလုပ်ခြင်းလဲရတယ်လုပ်ခြင်းလဲရအဲ့တော့ကြာတနာမှာနွားချမ်းသာမယ်ဆိုရက်အခြေအနေမှာကိုဟုံးကရောက်နေတယ်ဒီနေ့ပြည်တွင်းဆယ်လီတွေဆယ်လီတွေပေါ့ဗျာနိုင်ငံရေးဆယ်လီတွေအထူးသဖြင့်ပေါ့ကျွန်တော်တို့အဲတက်မလို့အပီထောက်ခံတဲ့ဆယ်လီတွေဆယ်လီတွေအားလုံးကိုပြောခြင်း ਨੇ ခင်ဗျားတို့အားလုံးရဲ့ပခုံးပေါ်မှာအနိုင်ဆုံးအနိုင်ဆုံးထောင်ဆယ်နှစ်ဆိုတာကြိုတင်ရှိနေပြီသားနော် ကိုဇော်ဖုံးဟင်းကိစ္စဟာဝမ်းပြီးတော့ဝမ်းသာနေတဲ့သူတွေရှိတယ်။နော်။ဒါဝမ်းသာရမယ့်ကိစ္စမဟုတ်ဘူး။ခင်ဗျားတို့တံဝေကယူပါမှာ။ဘယ်သူပဲဖြစ်ဖြစ်နော်။မြန်မာနိုင်ငံကဆယ်လီတတော်များများပေါ့ဗျာ။နိုင်ငံရေးဆယ်လီတွေပေါ့။အထူးသဖြင့်အဲဘာရဲ့ဆယ်လီတွေပေါ့နော်။အဘပိုင်ပါလေဆိုတဲ့ဆယ်လီတွေအများအသိထားမှာပခုံးပေါ်မှာထောင်ဆယ်နှစ်ဆိုတာဟိုအများအားရှိနေတယ် မျက်နှာရှိနေအဲ့တော့သူများဒုက္ခရောက်လို့လည်းမပျော်ရွှင်ကြနဲ့ကိုကံနေတဲ့အလဲဆိုတာရောက်လာတတ်တယ်အဲ့ဒါကြောင့်မို့လို့အမှန်တရားကိုချစ်ပါလုံထုံးလုံးကြီးကိုချစ်ပါနော်လုံထုံးလုံးကြီးကိုချစ်ပါတရားမြတ်တော်မှုကိုချစ်ပါအဲ့လိုမျိုးပေါ့ဗျာနော်ကြာတနာမှနွားချမ်းသာရမယ်အခြေအနေမျိုးဟိုဘယ်လိုမှဥပဒေထက်ကြော်လွန်ပြီးတော့ပုံကိုယ်ကြီးကိုချစ်နေရမယ် ခြေနေအမျိုးကနေပြီးတော့ကျွန်တော်တော့အဲ့အခြေအနေကိုခါသေးရကျွန်မကြိုက်ဘူးကျွန်တော်ကြိုက်တာကတော့ဥပဒေကကျွန်တော်ကိုလည်းအုပ်ချုပ်အောင်မှာဖြစ်တယ်အလောက်ငယ်သားဖြစ်တယ်ကျွန်တော်လည်းအုပ်ချုပ်အောင်ဖြစ်တယ်အထက်အရာရှိဖြစ်တယ်အထက်အရာရှိကိုဥပဒေကအုပ်ချုပ်အောင်မှာဖြစ်တယ်ဥပဒေကအလုံးကိုအုပ်ချုပ်တော့ဥပဒေကြီးစိုးမှုပဲဖြစ်ရမှာအခုကဘလို့ဖြစ်နေဆိုတော့ခါကြတော့ကျောင်းမြန်မာပြည်မှာကအဘနဲ့ပိုင်လို့ရှိရင်အဘကဥပဒေပဲဒါအဘကိုလည်းပြစ်ပြောလို့မရဘူးခင်ဗျားတို့အဘလောက်အောင်မှနေတဲ့သူတွေအလုံးကလည်းအဘပိုင်နေဆိုပြီးတော့ အာလောက်ချင်တာတွေလောက်တယ်တကယ်တကယ်ဥပဒေနဲ့ညီဆိုတော့အဖလည်းမကယ်နိုင်ဘူးအဲ့တော့ကိုဖုံးကိစ္စမှာတာဝန်ကယူပါနော်တာဝန်ကယူပါအဲ့တော့ဥမာပြည့်ဥပဒေကြီးဆိုရင်ဟောလုပ်ငန်းခွင်ဆိုလုပ်ငန်းခွင်ဥပဒေရှိတယ်စစ်တပ်ဆိုစစ်တပ်ဥပဒေရှိတယ်လုပ်ငန်းခွင်မှာလုပ်ငန်းခွင်မှာလက်အောက်ငယ်သားအလုပ်သမားလေးကိုမန်နေဂျာကဒါလုပ်ဒါလုပ်ဆိုလို့ရှိရင်လုပ်လို့ရတယ်နော်ဥပဒေကလုပ်ငန်းခွင်ဥပဒေက လုပ်ငန်းရှင်ဘယ်လိုခေါ်မလဲမန်နေဂျာကဒါခိုင်းမှန်ခွင့်ရှိသည်ဟုတ်ပြီထို့တူအလုပ်သမားကဒါလုပ်ပါမယ်ဆိုပြီးနှုတ်နှစ်ဖက်လက်မှတ်ထိုးထားပြီးသားဖြစ်တယ်အဲ့တော့လုပ်ငန်းရှင်ကဒီလုပ်ငန်းရှင်ကိုလည်းဥပဒေကပဲအုပ်ချုပ်ထားသလိုလောက်ငယ်သားအလုပ်သမားကိုလည်းဟိုဘယ်လိုခေါ်မလဲဆိုရှင်ဒီလုပ်ငန်းဝင်ဥပဒေကပဲအုပ်ချုပ်ထားတယ်အဲ့တော့အဲ့လိုအုပ်ချုပ်ထားတဲ့အခါကျတော့ဥပဒေကြီးဆိုတယ်ထားပါတော့အဲ့တော့အမလုပ်ငန်းရှင်ကလုပ်ငန်းရှင်မန်နေဂျာကြော်လွန်ပြီးတော့ ရောက်လာခဲ့စမ်းဟလာငါဖက်နဲ့တိန်စမ်းဟလာငါ့ကိုနှိပ်ပေးစမ်းအထာဆိုလို့ရှိရင်ဒါဥပဒေမှာရှာကြည့်လိုက်မရှိဘူးမရှိဘူးဆိုလို့ရှိရင်စန့်ကျင်ရရမယ်နော်ဥပဒေရဒီလုပ်ငန်းရှင်တွေအပြစ်မြောက်တယ်ဟုတ်လားအဲထို့တူပဲစစ်တပ်မှာလည်းဒီလိုပဲစစ်တပ်အရာရှိအရာခံကအစကာချုပ်ထီပေါ့ဗျာနော်စစ်ဥပဒေကိုကြည့်စစ်ဥပဒေအရာလောက်ငယ်သားကိုဒါခိုင်းလို့ရတယ်ဒါလုတ်ပိုင်းလုတ်ခိုင်းလို့ရတယ်မိတ်ဆိုရက်ဒါပေးပိုင်မှုရှိတယ် အဲ့ဒါဥပဒေမှာပြဋ္ဌာန်းထားပြီးသားဒီဥပဒေကိုကိုးကားမှုမရှိတဲ့ဘယ်အမိန့်ကိုမှနာခံစရာမလိုဘူးအခုလိုမျိုးပေါ့ဗျာနော်ဟိုတည်ရင်မှုဆိုလို့ရှိရင်တည်ရင်မှုကတော့ဆိုလို့ရှိရင်တည်ရင်မှုဒီရဲမေတွေကိုနော်သူ့အိမ်မှာခေါ်ခိုင်းတာအဲနောက်တစ်ခုဒီတည်ရင်မှုဆိုလို့ရှိရင်သူ့အိမ်မှာခေါ်ပြီးတော့အဲဘယ်လိုခေါ်မလဲဒီရဲဘော်တွေကိုကျုံလို့ခိုင်းတာဟာလားဒါမျိုးတွေက လုံးဝလက်ခံစရာအကြောင်းမရှိဘူးအဲ့ဥပဒေကြီးစိုးမှုမဟုတ်ဘဲနဲ့အဘကြီးစိုးမှုဖြစ်နေတာအဲ့တော့ကျွန်တော်တို့ကဒါကိုချစ်ပါဥပဒေကြီးစိုးမှုကိုချစ်ပါနော်မင်္ဂလာပါမင်္ဂလာပါဘုရားကြံလို့ပြလိုက်ပါတနာပါအဲ့တော့အေးအဲ့တော့အခုလက်ရှိအခြေအနေဖြစ်နေတာကကျောင်းမြန်မာနိုင်ငံတရားဥပဒေကြီးစိုးမှုအများအားနေနေတယ်ပြည်သူကလည်း လို့ခေါ်မှာဆိုတော့ဒါကိုနားမလဲဘူးပြည်သူကလည်းကြုံယူနေတယ်အဲကြုံယူမဖြစ်ရလေအောင်ကိစ္စပါအခုကိုကိုစော်ဖုန်းဟင်းပေါ့ကိုစော်ဖုန်းဟင်းဆိုလို့ရှိရင်ပုံမှန်လေးကျွန်တော်တို့ပြောမှာဆိုသူကိုကျွန်တော်တို့အဲပုံကိုရခင်မြမှုရှိတယ်ကျွန်တော်ကျွန်တော်တို့ပတ်သက်မှုဘာမှရှိဘူးနော်အဲ့တော့ပုံကိုရခင်မြမှုလည်းရှိတယ်လို့မတရားမှုဆိုတာမြင်တယ်ပေါ့ဗျာနော်အဲသူ့ဘက်ကမှန်သလားဆိုတာသူ့ဘက်ကလည်းမှားတယ်သူ့ဘက်ကလည်းဒါမျိုးပေါ့ဟို online ပေါ်ကနေအရာရှိအရာခံနေဟလာစစ်တီတွေကိုဒါမျိုး ြောဆိုဆဲဆိုခြင်းကအသူ့ဘက်ကလည်းမှားတယ်။ဒါကျွန်တော်ဝန်ခံတယ်။အထို့သူအခုသူ့ကိုလှုပ်တဲ့လှုပ်ထုံးလုံးကြီးကလည်းမှားတယ်။အဲ့တော့နှစ်ဖက်စလုံးမှားနေတယ်။နှစ်ဖက်စလုံးမှားနေတဲ့အတွက်ကြောင့်မို့လို့ဟိုကိုဖုံးကိုမုန်းတဲ့သူတွေဘက်ကအားတာအလေးတာပြီးတော့အနိုင်ကျင့်တဲ့ပုံစံမျိုးကျွန်တော်တို့ကမဖြစ်စေချင်ဘူး။မဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့ကိုဖုံးကိုလည်းချစ်တဲ့သူရှိပါသေးတယ်။မမေ့ပါဘူးဆိုတဲ့ပုံစံမျိုးလေးနဲ့ပေါ့ဗျာနော်။ငြင်းချမ်းစွာငြင်းချမ်းစွာပေါ့ဗျာနော်။ လို့ခေါ်မလို့ဆိုရင်စန္ဒထုတ်ဖော်တာလေးကတော့ဘယ်သူလူမျိုးလုံးလို့ရပါလဲကိုယ့်ရဲ့ဒီ Facebook လေးကပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ social media လေးကပဲဖြစ်ဖြစ်နည်းနည်းလေးပေါ့ဘယ်လိုခေါ်မလဲအတနာခံတာလေးပဲဖြစ်ဖြစ်ကိုယ်ကိုကြမ်းမပါလို့အမြဲတမ်းတို့မြောက်ပါလို့သူ့ကိုထောက်ခံတဲ့ပုံစံမျိုးတွေအများကြီးရှိတယ်ဆိုတော့သိလာစေချင်တာနောက်တစ်ခုကဗျာမြန်မာနိုင်ငံမှာဒီအမျိုးသားရေးသမားတွေကိုပို့သိပါလေဟာတရုတ်စန့်ကျင်စန္ဒပြပွဲဆိုသူလောက်ကြတာပဲလေဘယ်ချိန်ဘယ်ခါမှလောက်ကြတယ်လောက်တဲ့စန္ဒထပ်ပြတယ်ပြီးပြီးသွားတယ်ဟုတ်လားအထုတူတို့ အမ်ဆန္ဒပြပွဲတွေအများကြီးလုပ်ကြတာပဲမြို့သားကြီးဆရာတော်တွေဆန္ဒပြပွဲတွေလုပ်တယ်အဲငိမ့်စုစီယူရတယ်တရားဥပဒေနဲ့ညီလောက်ရတယ်ပြီးရင်ပြီးသွားတာပဲเนาะအဲ့တော့ကိုကဟုံးအပိထောက်ခံတဲ့သူတွေအနေနဲ့လည်းတရားဥပဒေနဲ့အညီဒီမျိုးဆန္ဒပြတာလေးကတော့ဘယ်သူမှလည်းခင်ဗျားတို့ကိုခင်ဗျားတို့စည်းကမ်းနဲ့ညီနေသေးတယ်เนาะအချိန်အခါနေရာเนาะအကြောင်းအရာဟဟလာဒါနဲ့ပတ်သက်ပြီးလုပ်မယ်ဆိုရင် ဘယ်အစိုးရမှမဖမ်းအစိုးရကိုဖမ်းအစိုးရကဖမ်းမှမလို့ယုံကြည်နေတာတေချာအဲ့လူတွေကနိုင်ငံရေးကြက်မပြေတာလည်းပါတယ်အစိုးရကိုတမင်တကာကိုတိတ်ခါချနေတာဘယ်အစိုးရမှမဖမ်းဘူးနော်တိတ်ခါချနေတာအဲ့တော့အခုကိုဖုံးကိုဖမ်းထားတယ်ပေါ့ဗျာနော်ဖမ်းထားတဲ့အမှုတွေကသူ့ကိုဆွဲလို့ရတဲ့အမှုတွေကိုကျွန်တော်မနေ့ကကျွန်တော် Telegram မှာချရေးခဲ့တယ်နော်သူ့ကိုဘာမှုတွေနဲ့ဆွဲလို့ရလဲဆိုတဲ့ခါကျတော့66ကကြီးနော်ဒီပေါ့ Telecommunication ပဲဖြစ် Social Media ကိုအသုံးပြုပြီးတော့ဒီ တဖတ်သားပေါ့နော်ခံရသူကိုတပုတ်လေးလေးပြောဆိုဆဲဆိုတိတ်တိတ်ခါချခြင်းပေါ့ဗျာနော်အဲဒါဒီအမှုက66ကကြီးနဲ့ဆွဲလို့ရတယ်နော်အဲနောက်ထပ်အခုချိန်မှာအကျွန်တော်နောက်ထပ်အမှုတွေအားလုံးသူ့အမှုသွားမှုလာတွေနော်လုတ်ပုံဂိုင်းပုံတွေအခြေအနေကိုကြည့်ရနောက်ထပ်ဘာအမှုတွေဆွဲလို့ရတယ်ဆိုတဲ့ခါကျတော့ကိုဖုံးနေနဲ့ကိုအကျံဖြတ်မှုချမ်းဖတ်မှုတိုက်ဖြတ်ရေးအနေနဲ့ပေါ့နော်ဆွဲမယ်ဟေ့ဆိုလို့ရှိရင်သူ့အမှုဆွဲလို့ရတယ်နော်အမှုဆွဲလို့ရနှစ်မှုရှိသွားပြီအဲနောက်တစ်ခုကကျတော့အကိုဖုံးကိုတိုင်လဲဒါမျိုးပေါ့ မြန်မာပြည်မှာရှိတဲ့တော်တော်များများပေါ့နော်ကိုအောင်မင်းဆိုလို့ရှိရင်လည်းဒါတို့ဇန်နီဘာဖြစ်ကြသေးရလေဇန်နီဘာဖြစ်ကြတဲ့အခါမှာဟိုလိုလိုဒီလိုအိတ်ထဲမှာလက်တွေပဲနှိုက်ပြရလေနော်အဲ့တော့အဲဓာတ်ပုံလေးရောထုတ်ပြရလဲရှိကြတာပဲနော်အဲထို့တူနောက်ထပ်ဒီပေါ့နော်ဆယ်လီတော်တော်များများလည်းတို့ဆိုတာပါရှိတယ်ပါရှိတယ်ဆိုပြနေကြတာပဲအဲ့ဒါကမြန်မာနိုင်ငံရဲ့လက်နက်ဥပဒေအရဆိုလို့ရှိရင်လေနော်လက်နက်ဥပဒေအရဆိုလို့ရှိရင်အဲ့ဒါဥပဒေလုံးဝညှိစုံနေပြီ ဘလောက်ကြီးပဲနားလည်အဲ့ဒါကြောင့်ကျွန်တော်ပြောရမလားအဘနဲ့ပိုင်တော့မှခင်ဗျားတို့ကင်လို့ရတယ်နော်အဘနဲ့ပိုင်တော့မှခင်ဗျားတို့ကင်လို့ရတယ်အေးအဘနဲ့မပိုင်တဲ့အချိန်ကြာလို့ရှိရင်တော့အဲ့ဒါကခင်ဗျားတို့အမှုတွေအမှုတွေဒါကျွန်တော်အကောင်းပြောပြရနော်စေတနာနဲ့ပြောပြတာဘသူဘသူကိုမှလည်းဒါတိတ်ခါကြားစေချင်တာမပါဘူးအဲ့တော့ကောင်းနေလေလေသူဘာရှိရဲ့ဘာရှိရဲ့သူလိုက်မှလည်းသူပြောခဲ့တာပဲဟုတ်လားအဲ့တော့ဒါလည်းသူ့အတွက်အမှုဖြစ်သွားတယ်အဲ့တော့အမှုဘယ်နှမှုဖြစ်သွားမလဲ မှုက66ယောက်ကကြီးရတမှုနော်အကြံဖတ်မှုတိုက်ဖြတ်ရေးရနော်တို့ကအကြံဖတ်မှုနဲ့ချိတ်ဆက်မှုရှိပါလေဆိုတော့ဆွဲဆိုချက်တွေအကုန်လုံးလည်းကျွန်တော်တို့ကကြားနေရတယ်လေနော်ဒါကဒါလည်းပုံမှန်တစ်ခုပုံမှန်3ခုဖြစ်သွားပြီနော်အဲ့ဒီပုံမှန်3ခုနဲ့တို့ကဆွဲမယ်ဆိုဆွဲလို့ရပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ဒီပုံမှန်3ခုတွေကိုကျွန်တော်ချိန်ကြည့်လိုက်တဲ့အခါမှာအနိုင်ဆုံးမရှိဘူးဆိုလို့ရှိရင်တော့ထောင်နံက10နှစ်ကျော်တယ်နော်66ယောက်ကကြီးကအနိုင်ဆုံး2နှစ်ကျနိုင် တခြားပြမှုတိုက်ဖြတ်ရေးဆိုရှင်9နှစ်လောက်သွားတယ်နောက်တက်ဒီဟိုလက်နက်မှုတွေပါလေဆိုလို့ရှိရင်နောက်တက်အခက်မသိရင်6လကနေပြီးတော့3နှစ်ကြာမှရှိတယ်အကျွန်တော်နားလေတော့ပေါ့လေနော်အဲ့တော့10နှစ်လောက်ရှိတယ်ပေါ့ဗျာဒီလောက်ထိကြာသွားနိုင်တယ်အော်ကြာသွားနိုင်တယ်ဆိုတော့ ဒါတွေကလည်းအခုရှာမှာပါနော်ညစ်မှာပါဆိုတော့ကျွန်တော်အဘနဲ့ပိုင်တော့ကစင်ပြေပြီမယ်အဘနဲ့မပိုင်တဲ့ခါကျရင်ပြဿနာဖြစ်နိုင်တယ်နောက်နောက်ထပ်ဒီထက်ပိုပြီးတော့ဆွဲလို့ရရှိသေးတယ်နော်လူတယောက်ကိုဆွဲမယ်ဆိုမြန်မာနိုင်ငံမှာဘယ်သူမှမလွတ်ဘူးဆိုတော့ကျွန်တော်ပြောပြနေတာနော်မြန်မာနိုင်ငံဘလော့တီမလွတ်လဲဆိုဝိတောက်ကဝိတောက်ကားတွေကတော့ကျွန်တော်အဘနဲ့ပိုင်တဲ့သူစီးနေကြတာပဲနောက်ဝိတောက်ကားဥပဒေကလည်းတသက်ရှိသေးတယ်ဆွဲမယ်ဆိုဥပဒေတွေအများကြီးပဲနော်ဆွဲမယ်ဆိုဆွဲလို့ရတယ် တော့အမှုရှာနေတဲ့သူတယောက်တည်းအပြစ်ရှာနေတဲ့သူရဲ့အမြင်ထဲမှာအားလုံးကဖြစ်နေရှိနေကိုဖုံးကအခုချိန်မှာအပြစ်ရှာခံနေရတာအမှုရှာခံနေရတာဖြစ်တယ်အမှုရှာခံနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရှိပေါ့နော်သူလုံးဝသူ့ကိုရှောင်ဆွဲမယ်ဆိုရင်တော့မှဒီအမှုလေးမှုကပါနေပြီနော်ဒီအမှုလေးမှုကသူ့ကိုဆွဲမယ်ဆိုတဲ့အခါကျ10နှစ်ကျော်လောက်တော့ရှိတယ်အဲဒါနဲ့ပတ်သက်ပြီးကျွန်တော်သုံးသပ်ပြလိုက်တယ်ဒါပေမဲ့ခတ်တာကလည်းကျောင်းမြန်မာနိုင်ငံမှာ သုံးသက်ချက်နဲ့ဖြစ်နိုင်တယ်ရနိုင်တယ်စာအောင်တည်တည်ချာချာမဖတ်တဲ့သူတွေအတွက်ကြအတွက်လည်းဒီကျွန်တော်တော်တော်လေးလဲအဲစိတ်ထဲမှာပေါ့နော်အကျွန်တော်မုန်းနေတာတွေစိုးနေတာတွေရှိကြတယ်ဒါပေမဲ့အရှိကိုရှိနိုင်ပြောရမှာပါနော်ဒီမှုတွေနဲ့ဆွဲနိုင်တယ်ပေါ့ဗျာနော်အဲဒီမှုတွေဆိုတော့မှအစင်းနဲ့ကြော်လောက်တော့အနေအောင်ရှိတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အကျွန်တော်တို့ကတရားဥပဒေထပ်မှာဘူးမှမရှိဘူးနော်ဘူးမှမရှိဘူး ဒီအမှုတွေနဲ့ဆွဲမယ်ဆိုမြန်မာနိုင်ငံမှာရှိတဲ့ဒီအဘကျွန်တော်ပြောပြပါလေစစ်ဘောမနဲ့အဘဘောမကျွန်တော်တို့ကစစ်ဘောမပါအဘဘောမတွေအတွက်ကတယောက်မှမလွတ်ဘူးတယောက်မှမလွတ်ဘူးခင်ဗျားတို့တယောက်မှမလွတ်ဘူးဟုတ်လားခင်ဗျားတို့မှာအဲ့ဒီအမှုတွေကရှိပြီးသားအချိန်အခုအချိန်မှာအဘနဲ့ပိုင်နှုံးပဲဖြစ်ဖြစ်ခိုင်းလို့ကောင်းနှုံးပဲဖြစ်ဖြစ်နော်ခင်ဗျားတို့အချိန်တန်ကိုကန်နေလာတဲ့အချိန်နော်အချိန်တန်ကိုကဘယ်လိုမှတောင့်မြင်ကက်ခံလာရတဲ့အချိန် အရန်ပွားလာတဲ့အချိန်နော်ဒီအဲ့အချိန်ကြလို့ရှိရင်တော့တောင်မြေကပုံမရဲ့နောက်မှာအဲ့ဒီအမှုတွေပါလာမှာတန်းစီပြီးလိုက်လာမှာတရားတန်းစီပြီးလိုက်လာမှာမပူနဲ့အဲ့တော့အားကြောင့်ကျွန်တော်ပြောတယ်မြန်မာနိုင်ငံကအဲတတော်များများခမရတို့ရဲ့ပခုံးပေါ်မှာအနိုင်ဆုံးထောင်စင်နဲ့တင်လာရတယ်နော်တံဝေကယူပါအဲ့တော့အမှန်တရားဖြစ်ဖို့အတွက်အကောင်းဆုံးဖြစ်ဖို့အတွက်လှုပ်ထုံလုံးကြီးဖြစ်ဖို့အတွက်တိုက်ပွဲဝင်ပါနော်တိုက်ပွဲမဝင်တော့ဘောဗျာနော်ခမရတို့ရက်တီကြပါလို့ပြောခြင်းတယ်နော် တော့အဲကြောင့်မို့ကျွန်တော်တို့ကလုံထုံးလုံးနေဒီဥပဒေတွေကိုပဲကျွန်တော်ထောက်ဆပြီးကျွန်တော်ပြောပါတယ်အခုအဲဘလခေါ်မလဲအခုကိုဖုံးပေါ့ဗျာကိုဖုံးနေနဲ့အခုလက်ရှိသူ့ကိုလောလောလတ်လတ်မဖြစ်မနေဆွဲလို့ရတဲ့အမှုကတမှုပဲရှိတယ်ကျန်တာတွေကတော့သိရမလားဒီလောက်ကြာပြီဆိုတာရှာနေတာ24နာရီ48နာရီဘယ်နှနာရီရှိပြီ82နာရီဒီလောက်ကြာပြီဆိုတာရှာနေတာ လောလောလည်းသူ့ကိုမဖြစ်မနေဆွဲလို့ရတဲ့အမှုကတမှုပဲရှိတယ်66ခါကြီးနော်ကျန်တာလေးခုသူ့အိမ်မှာသူ့အိမ်မှာဘယ်လိုဟောမလဲဆိုခလေးစောတဲ့ဖုံးနေရအစမကြမ်းတိမ့်သွားပြီဆိုမှတအိမ်လုံးမှုွေသွားပြီသွားပြီတအိမ်လုံးကိုတခါလဲဟိုဘယ်လိုဟောမလဲဆိုစာရုပ်စာတမ်းအကုန်လုံ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 းအစသူ့အိမ်ကနေပြီးတော့တခါလဲမသွားပြီအဲ့တော့ဖုံးကနေပြီးတော့ရှာမဲ့အမှုဖုံးကနေရှာမဲ့ဆိုသူဘယ်သူနဲ့ဖုံးပြောတာလဲထားပါဗျာဖုံးသူနဲ့ဖုံးပြောတဲ့သူတယောက်က နိုင်ဆောင် PDF နဲ့ပတ်သက်ဆက်နွယ်မှုရှိတော့တကောင်ထောက်ဖို့နဲ့ဆက်သွယ်မှုရှိတော့ဒါအကြံဖက်ဥပဒေနဲ့အရေးယူလို့ရသွားပြီဟုတ်တာမဟုတ်တာအပါထားနော်တရားစွဲလို့ရပါဘူးအကြံဖက်မှုဥပဒေနဲ့ဆိုအနိုင်ဆုံး9နှစ်ရှိတယ်နော်အနိုင်ဆုံး9နှစ်ရှိတယ်ဟုတ်လားဥမာဖြင့်မိမိရဲ့လုံခြုံရေးတလက်နဲ့ဒီပိုင်းကင်နေဟိဆိုလို့ရှိရင်မိသူတဦးတယောက်မှမြန်မာနိုင်ငံမှာကင်လို့မရမလားမရအောင်နော်တရားဥပဒေရထုတ်ပေးထားတဲ့လက်နက်ကလွဲလို့အဲ့တော့အဲ့ဒါနဲ့ဆိုလို့ရှိရင်လက်နက်မှုကအနိုင်ဆုံး6လရှိတယ် နော်6လရှိ66ကကြီးကနေလုံးနည်းကြော်သုံးနေမှရှိတယ်နော်အဲ့တော့အမှုတွေကမရှာခြင်းလဲရတယ်ရှာခြင်းလဲရတယ်မလုတ်ခြင်းလဲရတယ်လုတ်ခြင်းလဲရအဲ့တော့ကြာသနာမှာနွားချမ်းသာမယ်ဆိုတဲ့အခြေအနေမှာကိုဟုံးကရောက်နေတယ်အခုချိန်မှာသူမဖြစ်မနေပေါ့နော်အသူ့ကိုတက်ညာလိုက်မယ်ပေါ့ဗျာကျန်တာရဲ့အားလုံးကိုတက်ညာလိုက်ပြီးတော့အဲကျွန်တော်တို့60ကြာကြီးနဲ့ပဲဆွဲမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဝမ်းသာမှာနောက်ဆုံးရှိရင်တော့တက်မလို့ယူကျွန်တော်ကျေးဇူးတင်ရမှာဟုတ်လား